ဝတ်ချံကြားရတာတောင်စိတ်ကုန်နေပြီလားဝတ်ချံနေတတ်တာကျင်လိုက်တာဆိုတဲ့ဆန္ဒကဝတ်ချံဖြစ်လွယ်တဲ့အသားရည်ပိုင်ဆိုင်ထားတဲ့သူတိုင်းမှာရှိပါရဲ့နော်ဒီတစ်ခါမှာတော့ဝတ်ချံခဏခဏဖြစ်နေလို့စိတ်ညစ်နေရသူလေးတွေအတွက်ဝတ်ချံတတ်တာစီမဲ့အသီးတွေကဘာတွေလဲဆိုတာကို ပြောပြပေးသွားမယ်နော်ညနာနဲ့ခန္ဓာပုဂ္ဂိုလ်ကဝတ်ချံတွေကိုတတ်တာဖို့ဆိုလို့ရှိရင်ဒီအသီးလေးတွေကိုစားပြရမယ်နော်။သခွားမွေ သခွားမွေးကအသားရည်ကိုချောမွနှုပြစေတဲ့လိုအပ်ချက်ပါနော်။သခွားမွေးမှာဗီတာမင် A ပါဝင်တာကြောင့်ဆဲအသစ်တွေဖြစ်ပေါ်မှုကိုမြင့်တင်ပေးနိုင်တယ်။သခွားမွေးကတန်တိုးဆက်ခြင်းဖြစ်စီဖြစ်တဲ့အတွက်ကြောင့်မလို့အသားရည်ပြက်စီးတာကိုလည်းကာကွယ်ပေးပါတယ်နော်။မထန်တွေကိုတတ်တာစေတယ်လို့အရေးပြားရဲ့ပြဿနာအမျိုးမျိုးကိုလည်းတတ်တာစေနိုင်ပါတယ်။နောက်တစ်မျိုးကတော့လိမ္မော်သီးလိမ္မော်သီးကလည်းသခွားမွေးလိုပဲတက်တိုးဆန့်ကျင်ပစ္စည်းတွေကျဲဝါတဲ့အသီးပါနော်။ ိမ်မော်သီးကအသားရည်ကျန်းမာရေးကိုအတော်လေးကိုအထောက်အကူပြုပါပြီးတော့လိမ်မော်သီးမှာဗီတာမင်စီကျွဲဝစွာပါဝင်နေတဲ့အတွက်ကြောင့်မလို့နေရောင်ခြည်ကြောင့်အရေးပြားပျက်စီးရာကိုလည်းကာကွယ်ပေးပါတယ်အရေးပြားကင်ဆာခံစားနိုင်မှုကိုလည်းလျော့ချပေးပါတယ်ဗတ်ချံနဲ့အမာရွတ်တွေကိုလည်းတက်တာစီရယ်နော်ပြီးတော့မမွန်သီးမမွန်သီးကအရေးပြားအတွက်အတကဲကိုကောင်းတဲ့အသီးပါနော် ်အမွန်တီးကဝတ်ချံတက်တာစီတလို့ဝိတ်ကြရဲပြီးတော့နှလုံးကိုလည်းကျမ်းမာစီတယ်သွေးပေါင်ချိန်ကို ထိန်းကြည့်ပေးပြီးတော့တက်တိုးဆန့်ကျင်အာနိသင်လည်းသူ့မှာရှိနေတယ်နော်နောက်တစ်မျိုးကတော့ဘလူးဘယ်ရီတီဘလူးဘယ်ရီတီကအသားရည်ကိုကျန်းမာဖို့လှုပ်ဆောင်တဲ့တက်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေပါတယ်ပြီးတော့အရေးပြားပေါ်ကဝက်ချံတွေကိုတက်တာစီနိုင်တယ်လို့ရွေးမတိုင်ခင်မှာအိုမင်းရော်တာတွေမဖြစ်ဖို့ကိုလည်းကာကွယ်ပေးပါတယ်နော် ။နောက်ဆုံးတစ်ခုကတော့ပန်းတီ။ပန်းတီကတစ်နှစ်တလုံးစားပေးတာက ကျန်းမာရေးကိုအကောင်းဆုံးထောက်ကူပြုနိုင်ပါတယ်။ပြီးတော့ပန်းတီမှာပန်တွင်းကျွဲဝါတာကြောင့်ဝက်ချံတွေကိုလည်းတက်တာစေနိုင်ပါတယ်။ပန်းတီကအရေးပြောင်းကိုခရမ်းလုံရောင်ကြီးတန်ကလည်းကာကွယ်ပေးနိုင်တဲ့ပန်းတီစားတဲ့အခါမှာအခွန်ကိုပါစားပေးဖို့လိုပါတယ်နော်။ဒါအပြင်ဝတ်ချံတက်တာစီဖို့ဆိုရင်ဒီအချက်လေးတွေကိုလည်းလိုက်နာဖို့လိုအပ်ပါသေးတယ်နော်။ ဝါချန်တတစီဖို့အပေါ်ကပြောခဲ့တဲ့အသီးလေးတွေကို ပုံမှန်စားပေးတာအပြင်ကိုအရေပြားကို စနစ်တကျတန့်စင်တာပြီးတော့ရေများများတောက်တာတက်သွုံပြူစားတာနဲ့လေးကျင်ကန်လောက်တာနောက်တစ်ခုကအချိုလျှော့စားတာတွေကိုလည်းလုပ်ဖို့လိုမယ်လို့ပြောရင်းနဲ့ပဲဒီဗီဒီယိုလေးကိုနှိကုံချုပ်ပါရယ်အားလုံးနေကောင်းကြပါစေရှင်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်